ဒေါက်တာအမ်ဘေတကာရဲ့ဘဝဇာတ်ကြောင်းသို့မဟုတ်ဗုဒ္ဓရင်ခွင်တို့ခွန်နာလာသူတရားရဲ့ဘဝဇာတ်ကြောင်းကိုမိတ်ဆွေတို့ကိုမျှဝေပေးပါမယ်။စာပေရှိသူများအားလုံးပဲမင်္ဂလာပါ။ The Book Reader for Brain ဂျူဂျူရှန်နဲ့မှကျော်စောပါတယ်။အိန္ဒိယနိုင်ငံမှာကျေတောသားညီကိုနှစ်ယောက်ဟာ သူတို့ဖခင်ရှိရာကိုနွားလေးငါပြီးသွားကြပါတယ်။အဲ့ဒီညီကိုနှစ်ယောက်ဟာအိန္ဒိယနိုင်ငံ လူနေမှုစနစ်အရဇက်နိသို့မဟုတ်အောက်တန်းစားလူမျိုးအဖြစ် တတ်မှတ်ခံရတဲ့လူမျိုးတွေဖြစ်ပါတယ်။လှေးသမားဟာသူတို့ကိုဇနီမှန်တီးသွားတဲ့အခါဆေးဆိုပြီးလှေးပေါ်မှာကန်ရှားလိုက်ပါတယ်။ဒါဟာကန်ညမာကဖန်တီးပေးလိုက်တဲ့ဇနီတို့ရဲ့ဘဝဖြစ်စဉ်ပါ။အဲ့ဒီနောက်မှာတော့နောက်ထပ်လှေးတစည်းကိုနှစ်ဆပေးပြီးငှားရပြန်ပါတယ်။အဲ့ဒီဇမြင့်လှေးသမားကလှေးတော့ငှားပါတယ်။ဒါပေမဲ့သူတို့ညီကိုညီယောက်ကိုယွန်းတယ်လို့ဆိုကသူတို့ကိုလှေးမောင်းခိုင်းပြီးသူကိုယ်တိုင်ကလှေးနောက်မှာပဲ ခြေကျင်လိုက်လာခဲ့ပါတယ်အဆွေးအလန်းများကအရန်တောက်စရာကောင်းပါတယ်အဲ့ဒီလိုအနှင်ခံရတဲ့ညီကိုနှစ်ယောက်တည်းကညီဖြစ်သူမှာအခြားလူမဟုတ်ပါဘူးနောက်တစ်ချိန်မှာအိန္ဒိယနိုင်ငံကြီးရဲ့ဝန်ကြီးဖြစ်လာမဲ့ဒေါက်တာအမ်ဘေဒကာပဲဖြစ်ပါတယ်အမ်ဘေဒကာရဲ့ဇာတိဒေါက်တာအမ်ဘေဒကာကိုခရစ်နှစ်1896ခုဧပြီလ14ရက်နေ့မှာအိန္ဒိယနိုင်ငံယရနာဂီရိခရိုင်ခတလူကမြို့အမ်ဘဝဒေဂါရွာမှာ ဖွားမြင်ခဲ့ပါတယ် အိန္ဒိယနိုင်ငံသားဇန်နီတို့အတွေ့အဒီနေ့ဟာနေထူးနေ့မြက်ကြီးပါပဲထို့ကြောင့်သူရဲ့နောက်လိုက်တပည့်များကဧပြီလ14ရက်နေ့ကိုနေထူးနေ့မြက်အဖြစ်ဂုံပြူကြလိမ့်ရှိပါတယ်တကယ်လေးဂုံပြူထိတဲ့အာဇာနည်ပုဂ္ဂိုလ်ကြီးပဲဖြစ်ပါတယ်ဒေါက်တာအမ်ဘီဒဂါရဲ့ငင်နာမည်မှာဘီဝရမကြီးအမ်ဘဝဒေဂါဖြစ်ပါတယ်မျိုးနွေကဇန်နီဒနဥ္စာကနွန်ပါဒီတော့သူဟာအနှင်းခံဘဝမှာပဲပညာသင်ခဲ့သူပါဘလို့ပဲနှိမ့်နှိမ့် ဘလို့ပင်အနိုင်ကျင့်ကျင့်ခံယူချက်ရှိတဲ့သူအတွေ့လက်ဆောင်တပွဲပင်ဖြစ်လေပါတော့တယ်ဘုံလုံးဆိုဒီမှာနိုင်ရန်နဲ့ပြင်းပြင်းထန်ထန်တိတ်လေတွန်းကန်အားပေါ်ရွက်ပြင်းထန်လေဖြစ်ပါတယ်လူစုံကောင်းတို့မိသည်မှာလေလောကရန်အထုအထောင်းခံရလေပေါ်ရွက်မြင့်တက်လေလေပဲဖြစ်ပါတယ်အမ်ဘေဒဂါရဲ့ပညာရေးသူရဲ့ပညာရေးခရီးအစမှာ1900ခုနှစ်ဖြစ်ပါတယ်အစိုးရအထက်တန်းကျောင်းမှာပညာစတင်သင်ကြားပြီး1900ခုနှစ်မှာအထက်တန်းအောင်မြင်ခဲ့ပါတယ် 1900ခုနှစ်မှာတော့ BA ဘွဲ့ရရှိခဲ့ပါလေငုံမိသေးတန်တန်တိုင်းဖျားရောက်ဆိုတဲ့အတိုင်းအမ်ဘေတကဟာထုံမြလောင်းနဲ့ကျင်းနဲ့အားရမနေပဲအင်္ဂလန်နိုင်ငံကိုသွားရောက်ပြီးပညာသင်ယူခဲ့ပါလေသူဟာ1905ခုနှစ်မှာ MA 1920ခုနှစ်မှာ MSc ဘွဲ့တို့ကိုလန်ဒန်တက္ကသိုလ်ကရရှိခဲ့ပါလေ1916ခုမှာပြီး PhD အတွက်စာတမ်းတင်ခဲ့ပါလေ1923ခုနှစ်မှာ DSC Eco နဲ့ကြမ်းတင်ခဲ့ပါတယ်။ပါမန်ဇန်နီဘွားကနေဘာရဂူဘွေးရပုဂ္ဂိုလ်အဖြစ်ရောက်ရှိလာခြင်းမှာသူ့ရဲ့စိတ်သက်ဇွေးလုံးကခံယူချက်တို့ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မြတ်စွာဘုရားကဝိရိယဝတ္တောကိနာမံကမ္မနာသိစတိရည်ရင်သူတို့အတွက်မဖြစ်နိုင်တဲ့အရာဆိုတာမရှိဘူးလို့မင်ကြားတော်မူခဲ့တာဖြစ်ပါတယ်။ဇွေးကောင်းတဲ့အံပေတကားကျောင်းသားလေးအံပေတကားဟာခံယူချက်ရှိသူပြီးပြီးပညာရေးကိုစ조사ပန်းစားသင်ယူလက်ရှိပါတယ်။ အသက်ငယ်ပေမဲ့ရည်ရွယ်ချက်မငယ်ပါဘူးသူများတလှမ်းလှမ်းရင်ဆယ်လှမ်းလောက်လှမ်းမှဒေါ်ကကြက်မေဆိုတာကိုရိပ်စားမိပါတယ်ဒါကြောင့်သူများတွေဆိုးပေမဲ့မဆိုးဘူးသူများအချိန်ဖြုံးပေမဲ့မဖြုံးဘူးစားကိုသာဖိပြီးကြက်နေပါတယ်ဒါကြောင့်အံပေတကဟာစားတော်တဲ့ចောင်းသားတွေရောက်ဖြစ်လာပါတော့တယ်တခုသူနေ့အတန်းထင်းမှာစားတင်နေခိုက်ဖြစ်ပါတယ်ចောင်းဆရာက သူ့ကိုစားတော်မှန်သိတဲ့အတွက်စားတင်ဘိုးမှာတင်ရှာတွက်ပြရန် လှမ်းခိုလိုက်ပါလေသူကလေဝန်သာအာရနဲ့ထပ်သွားပါတော့လေဇက်နင်းကြောင့်အဆေးခံရတယ်သူဟာစာသင်ဘောနာရောက်ရောဇက်မြင့်ចောင်းသားများကဟဲ့ကောင်အဲ့ဒီအနာ မနေနဲ့ကွာစာသင်ဘောနောက်မှာငါတို့ထမင်းမှုတွေရှိတယ်ငါတို့ထမင်းဟင်းတွေတော့မတတိစရာဖြစ်တော့မှာပဲမင်းကိုနေရာကို ပြန်ထိုင်လို့တရတော့ပေါ့အိုဟစ်ကြပါတော့တယ်တချို့ကလေဟစ်ကောင်မင်းလိုအမျိုးရုပ်မောင်းထုတ်ရမှာလားလို့ခက်ကြမ်းကြမ်းဆေးကြပါတယ်အများနဲ့တယောက်ဖြစ်တဲ့အတွက် ဒုက္ခများမျက်နှာငယ်လေးဖြင့်ကိုယ့်နေရာကိုပြန်ထိုင်လဲရပါတော့တယ်။ဒါဟာအမေရိကရဲ့ဇလန်းထေကကြေကွေးဖွဲ့စရာကောင်းတဲ့ကာကြိုးကောက်ွက်တစ်ခုသာဖြစ်ပါတယ်။ဇန်နီတို့ရဲ့ခရောင်လန်လူမျိုးတူ စကားတူဘာသာတူပါလေရဲ့ဇဲမြင့်ဇန်နီခွေးချထားတာဟာလောကအမြင်နဲ့ကြည့်ရင်ဆက်ဆုပ်စရာကောင်းလာပါတယ်။ဓမ္မအမြင်နဲ့ကြည့်ရင်တော့တန်ဝေကရစရာပဲဖြစ်ပါလေဟိန္ဒူဘာသာဝင်တို့ရဲ့ဇမ်မြင့်ဇန်နီခွေးချထားတာဟာအကြောင်းရှာလို့မရတဲ့ ်ရှေဟောင်းဥပါဒံတစ်ခုပဲဖြစ်ပါတယ်။ဘာကြောင့်လဲပညာရေးနဲ့ခွဲခြားတာလည်းမဟုတ်ဥစ္စာအားဖြင့်ခွဲခြားတာလည်းမဟုတ်ယာထူးအားဖြင့်ခွဲခြားတာလည်းမဟုတ်တဲ့အတွက်ကြောင့်ပါဇက်မြင့်ကမွေးဖွားလာရင်ဇက်မြင့်ဖြစ်သွားပါတယ်။ဒီလိုဆိုရင်ဇက်မြင့်မှမွေးဖွားလာတဲ့အယူကလည်းအမျိုးကောင်းသာဖြစ်ရပါတော့တယ်။သဘောအကျကျကြည့်ရင်ဘလို့နည်းနဲ့မှလက်မခံနိုင်တဲ့ပညာချက်ဖြစ်ပါတယ်။ဇန်နီကမွေးဖွားလာရင်ဇန်နီဖြစ်သွားတယ်ဆိုတဲ့သဘော ဒီလိုဆိုရင်ဇန်နီကမွေးဖွားလာတဲ့ပါမခကြီးမှာတော့အမျိုးယောက်ကြီးဖြစ်ရပါတော့တယ်အယူကိုအမျိုးကောင်းသားလို့သတ်မှတ်ပြီးပါမခကြီးကို အမျိုးယောက်လို့သတ်မှတ်ခြင်းဟာ လာလာမှမဖြစ်သင့်ပါဘူးမဖြစ်သင့်ပေမဲ့ဖြစ်လို့နေပါတယ်လောကကြီးကအရင်ပဲဆန်းကျင်ပါတယ်ဒါကြောင့်ဇန်မြင့်ဇန်နီခွေးရှားခြင်းမှာအကြောင်းရှာလို့မရလို့ပြောတာပဲဖြစ်ပါတယ်သို့တူဗုဒ္ဓအဘိဓမ္မာအမြင်နဲ့ကြည့်ရင်တော့ချင်းပါတယ်ကမ္မယောနိကံတီးဟူသောအကြောင်းကြောင့် အမျိုးမြက်အမျိုးယုံလို့ပြည့်ညက်ခြင်းပဲဖြစ်ပါလေအဲ့ဒီလိုဆိုရင်ဘဝပြဒနာရဲ့အဖြေကိုရှာတဲ့အခါအပိဓမ္မာကိုပြစ်ပေလို့မရပါဘူးဇန်နီတို့ရဲ့ရင်နှင်းစရာဇန်နီတို့ရဲ့ဆုံးရှုံးနေတဲ့အခွင့်အရေးတွေကိုခြုံစားလိုက်စမ်းပါဖခင်เจ้าမှာဖခင်ကိုရှင်မခိုးရပြည်သူပိုင်စာတင်เจ้าမှာလည်းစာမတင်ရပါဘူးသဘောထားကြီးတဲ့ဆရာများရှိမှသာဇန်နီကလေးများဟာစာတင်ခွင့်ရကြပါလေနေရေးထိုင်ရင်းနဲ့ပတ်သက်ရင်လေမျိုးလေဘဟုမှာနေခွင့်မရကြပါဘူး ဒီအတွက်ဇနီနိုရဲ့နေရာဟာမြို့စုံမြို့ဖြားနဲ့ကျေးရွာတို့သာဖြစ်ပါတယ်။သူတို့လုပ်တဲ့အလုပ်ကသီးနှံစိတ်မေအမိတ်ကျုံးမေတမျက်စီလေးအင်သာဆေးတဲ့အလုပ်တွေပဲဖြစ်ပါတယ်။ဇနီနိုဟာဘလောက်ပေးရေဆာဆာအများသုံးရေတွင်ထင်းကရေကိုယ်တော်ကိုကိုတိုင်ခက်ယူခွင့်မရှိပါဘူး။ဒီပညာချက်ကတော့စောဝါလုံးပါတယ်။ရေဆာရင်ဇက်မြင့်တူဦးစီကရေတောင်းရပါတယ်။ဇက်မြင့်ကရေခွက်ကိုမထိစေဘဲရေလောင်းထိလိုက်ပါတယ်။ အဲ့ဒီအခါကျမှရေတောက်ခွင့်ရပါတော့တယ်တခါတည်းရန်ဇက်မြင့်ဆိုတဲ့သူတွေရဲ့စူချင်းငေါချင်းကိုလည်းခံရပါတယ်အမျိုးသမီးဆိုဒီမှာအလှအပကိုတန်ဖိုးထားသူဖြစ်ပါတယ်သို့တော့ပေးလန်းသမီးရှိလို့မှလက်ဝက်ယရနာကိုတခန်းတနာဝက်ခွင့်မရအမျိုးသမီးအခွင့်အရေးမှာဗလာနဲ့ထိပဲဖြစ်ပါတယ်နောက်ဆုံးပိတ်ဆံဘလောက်ရှိရှိကျွေးနွားများတော့အများကြီးဝေလို့မရကြပါဘူးတဲ့ဇက်မြင့်တို့ဟာဇက်နီတို့ကို လူနဲ့ဒရိုက်ဆန်ဂျာမာရှိတဲ့ဂျာခန်တတ္တဝါဖြစ်တာသဘောထားကြပါတယ်။ကံကြမ္မာကဖန်ဆင်းပေးလိုက်တဲ့ဥပါဒံပဲဖြစ်ပါလေတော့တယ်။ပညာတက်ကြီးဖြစ်ပြီးကြောက်ဆောင်ကြောက်သားကြားထဲမှာပေါက်လာတဲ့စုဟာထမြဲဤစူးချဤမာကျိုးဤထိုနီးတူစွာလောကရန်အဖို့အထေတို့ဖြင့်ရိတ်ရက်ပြင်းပြင်းသူစိတ်ခံခဲ့ရတဲ့လူတို့များဟာလေထက်မြက်ပါတယ်စူးရှပါတယ်မာကျိုးကြပါတယ် အမေရိကန်ရဲ့ဘဝခရီးဟာကြမ်းတမ်းတဲ့ခရောင်းလန်းကိုဖျက်ဆီးခဲ့ရပေမဲ့ဒေါ်လာအထောက်မှုကြောင့်ဘွေးဒီဂရီများတစ်ခုပြီးတစ်ခုရရှိပြီးပညာတတ်ပုဂ္ဂိုလ်ကြီးဖြစ်လာပါတော့တယ်။ဘွေးရပုဂ္ဂိုလ်ကြီးဖြစ်လာပြီးတဲ့နောက်မှာတင်လျော်တဲ့အလုပ်တစ်ခုရဖို့အတွက်အလုပ်ရှာပုံတော်ခရီးဖွင့်ရပြန်ပါတယ်။သူဟာဓားတောင်ကိုကြိုပြီးဖြစ်ပေမဲ့မင်းပင်လေကိုဖျက်ဆီးရအောင်မှာပါ။အကြောင်းသားမှကြောင်းဆရာတို့ဘုံပေမြို့ရှိ အလုပ်ဌာနတစ်ခုကိုအလုပ်ရှာဖို့အတွက်မဝမင်းင်းနဲ့ဝင်သွားပါတယ်။ လုပ်ငန်းချင်းကနေရက်လိပ်စာမေးပြီးမှတ်ပုံတင်တောင်းလိုက်ပါတယ်မှတ်ပုံတင်ချင်းမှာဇက်နီလို့မြင်တဲ့အခါသူ့ကိုခွေးမောင်းဝက်မောင်းမောင်းထုတ်လိုက်ပါတော့တယ်သူ့ရဲ့အစပိုင်းဇက်ဝင်ခန်းများဟာဘီလူခန်းလို့ဆိုရမှာပါ အလုတ်ရဖို့အတွက်အလုတ်ဌာနတစ်ခုမှအလုတ်ဌာနတစ်ခုစီကိုသွားပြီးအလုတ်လျှောက်ပေမဲ့ဘယ်တော့ခါမှအလုတ်မရခဲ့ပါဘူးသူ့ရဲ့ဘဝမှာကံကြမ္မာရဲ့မျက်နှာသာပေးမုံကိုမရတဲ့အတွက် ဉာဏ်ဝိရိယကိုသာအကောရမယ်ဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်တဲ့အတွက်အမ်ဘေတကာဟာစိတ်တက်မကြပါဘူးအလုရှာမေရှာလျက်ပါသူဟာအလုရှာရင်းနဲ့ထင်ရှားတဲ့တက်ကူတို့တခုမှရှောက်လွားတင်လိုက်ပါတယ်သူရရှိခဲ့တဲ့အဘွေဒီဂရီရဲ့အချိန်ဝါကြောင့်အဲ့ဒီတက်ကူကြီးမှဆရာဖြစ်သွားပါတော့တယ်သူရဲ့ဘဝမှာရောင်ရှိတန်းလာတယ်လို့ပြောရမယ်ထင်ပါတယ်ဘာကြောင့်လဲဇန်နီရောရဲ့လှပတဲ့သမိုင်းကိုပထမအူဆုံးရင်းနိုင်ခြင်းကြောင့်ပါ ထီပောက်ပဲမဲ့ထီလက်မဲ့ဆုတ်ဖြေးခင်ရတဲ့ဘဝသူဟာဆရာဖြစ်သွားတဲ့အခါတက္ကသိုလ်မှာပဲနေခွင့်ပေးပါလေမဟာအခွင့်အရေးကြီးပဲဖြစ်ပါလေတို့တို့အဲ့ဒီအိမ်မက်ကလေမြန်လွန်လာပါလေဇက်မြင့်ចောင်းသားများက အမေတကားဟာဇက်နီဖြစ်လို့တက္ကသိုလ်အဆောင်မှာနေခွင့်မပေးသင့်ဘူးလို့ဝိုင်းဝန်းကန့်ကွက်မှုကြောင့်တက္ကသိုလ်အဆောင်မှာနေခွင့်မရတော့ပါဘူး။သူဟာထီပောက်ခေးပေမဲ့ထီလက်မဲ့ဆုပ်ပြေးခံရပြန်ပါလေ ဒါကြောင့်ရက်ွက်ထင်းမှာပြီးအဆောင်ငါပြီးနေရပြန်မာတော့တယ်ရက်ွက်ထင်းရောက်ပြန်တော့လေသူ့အတွက်အဆင်မပြေပါဘူးရက်ွက်လူထုကသူမနေနိုင်အောင်အဝိုင်းဝန်းကန့်ကွက်ကြပြန်ပါလေနောက်ဆုံးတော့အမေတကဟာနေရထိုင်ရခက်ခဲလာတဲ့အတွက်တက္ကသိုလ်မှနှုတ်ထွက်ခရပါတော့တယ်ကျောင်းသားဘဝတုန်းကလေဘီလူခန်ဆရာဖြစ်တော့လေဘီလူခန်သူ့ရဲ့ဇက်ဝင်ခန်းဟာတခံပြီးတခံပြောင်းလဲသွားပြီမြဲ ကာဂျိုကကွက်ကတော့ထူးခြားမနေပါဘူးအဲ့ဒီလိုထူးမခြားနာကာဂျိုကကွက်တို့ ਨੇ ကပြခေရပေမဲ့အမေတကာဟာနောက်ဆုံးဇက်သိန်းခန်းမှာတော့အလောင်းတို့သူရေကောင်းကြီးတဖွေဂုံပြုတ်ခံရပါတော့တယ်နောက်မဆုတ်တန်းစိတ်တဲ့ဒေါက်တာအမေတကာဟာဇက်နီဖြစ်တဲ့အတွက်ဇက်နီတို့ရဲ့ဘဝဖြစ်စဉ်ကိုတွေးမိတိုင်းစိတ်မကောင်းဖြစ်ရပါတယ်လူရှင်တူပါလေလူသားတယောက်လုံးမဆက်ဆံကြရှင်ကိုဘလို့မှမခံစားနိုင်ပါဘူးဒါကြောင့် ူကိုယ်ရဲ့ဖြစ်စဉ်လေးကိုသူကိုယ်တိုင်ရေးခဲ့ပါတယ်ပါရစီလူမျိုးစင်းနရလောက်ကဒုတ်တွေကိုကင်ပြီးကျွန်ုပ်ကိုရိတ်တော့မဲ့ပုံနဲ့တန်းစီနေကြတယ်ကျွန်တော်ကတော့တယောက်တည်းဆိုတော့အတနာခံနေတဲ့မျက်နှာလေးနဲ့နေရတာပေါ့ဗျဘေးရှင်လို့ရမလဲကျွန်တော်တောင်းပန်ပြီးသူတို့ဖြစ်ချင်တဲ့ဆန္ဒကိုလိမ်လျောခေရပါတယ်ဒါကလွန်ခဲ့တဲ့စစ်ချင်းနှစ်လောက်ကပေါ့ဒါပေမဲ့ကျွန်တော်ဒီမြင်ကွင်းကိုဖျောက်လို့မရနိုင်ခဲ့ပါဘူးကျွန်တော်မျက်စိထဲမှာအခုချိန်ထိမြင်အောင်နေသေးပါ ဒါကိုမြင်အောင်မိတိုင်းကျွန်တော်ရဲ့နှလုံးသားထဲမှာကြေကွေးခဲ့ရပါတယ်။ပဇွန်လျောက်ကဟိန္ဒူတူအတွက်အပေခံလူဆိုရင်အဲ့ဒီလူဟာပါရစီတူအတွက်လေအပေခံလူသားပါပဲ။ကျွန်တော်တို့ဇနီးတွေဟာလူတကာရဲ့အနှင်ခံလူတန်းစားပဲဆိုတာကိုပထမဆုံးနားလေခဲ့ပါတယ်တဲ့။သူဟာဘလို့ပဲအခက်ခဲတွေ့တွေ့သူဖြစ်ရှင်တဲ့ဆန္ဒကိုအကောင့်ထဲဖော်တယ်။တုံးတိတ်တိတ်ကြားကြဲကြဲမဖြစ်ဖြစ်အောင်လုပ်ပါတယ်။ဒါကြောင့်1988ခုနှစ်မှာဘောဂဗေဒ ဆန္ဒဟန်ကိုလိုက်မှာပါမောက်ကဆရာကြီးဖြစ်သွားပါတယ်အတင်ပြလေကောင်းဆက်ဆက်ရင်လေကောင်းတဲ့အတွက်ចောင်းသားထွေးရဲ့ထောက်ခံမှုကိုအပြည့်အဝရရှိသွားပါတော့တယ်တို့တို့အခြားသောပါမောက်ခမားရဲ့ညှိုးညင်မှုကိုခံရပါတော့တယ်အံပေတကာနဲ့ရေအတူတူမတတ်နိုင်ဘူးလို့အဆိုပြုရတဲ့အတွက်ကိုပိုင်ရေတော့ခွက်ကိုသာအသုံးပြုခဲ့ရပါတယ်ဗုဒ္ဓတရားနဲ့လူအခွင့်ရေးဒေါက်တာအမေရိကဟာစာပေသမားပြီးပြီးဘာသာရဲ့မျိုးစုံကိုလေ့လာပါတယ် ဝါဒမျိုးစုံကိုလေ့လာပါတယ်။သူဟာတက္ကသိုလ်ကျောင်းသားဘဝကတက္ကနဘာသာကိုသင်ပေးဆိုတဲ့အခါဇက်မြင့်ဆရာများကမတင်ရဘူးလို့တားမြစ်ကြပါတယ်။ဘာကြောင့်လဲ။ဇက်မြင့်များအထွက်မြက်ထားတဲ့ဝေရကျမ်းများဟာတက္ကနဘာသာဖြင့်မှတ်တမ်းတင်ထားတဲ့အတွက်ကြောင့်ပါ။တို့တို့မခန့်ရှင်တဲ့စိတ်ဖြင့်မရရအောင်သင်ယူခဲ့ပါတယ်။ကျွမ်းကျင်တက်မြလာတဲ့အခါအဋ္ဌဘာသာဖြင့်မှတ်တမ်းတင်ထားတဲ့ဝေဒစာပေနဲ့ဗုဒ္ဓစာပေတွေကိုလေ့လာစီးပူးပါတော့တယ် စာကောင်းပေကောင်းမှယတနာသူဟာအကျိုးရှိတဲ့စာအုပ်များကိုဖတ်ရှုလေရှိပါတယ်။သူ့အတွက်ပညာရေးစကောလာရှစ်ထောက်ပံ့တဲ့အစားအသောက်ကိုရွှေတာစားတောက်ပြီးစာအုပ်များစွာကိုဝေယူဖတ်ရှုခဲ့ပါတယ်။အင်္ဂလန်မှာကျောင်းတက်စဉ်ကစာအုပ်ပေါင်း3000ဝေယူနိုင်ခဲ့ပြီးအမေရိကန်မှာကျောင်းတက်စဉ်ကစာအုပ်တစ်တာကြီးအလုံး30ခန့်ဝေယူစုဆောင်းခဲ့ပါတယ်။အဲ့ဒီစာအုပ်များကိုအိန္ဒိယနိုင်ငံကိုတင်ပို့ဖြင့်တင်ပို့ခဲ့ပါတယ်။ အဲ့ဒီမြလောက်စာအုပ်စာပေကို တန်ဖို့ထားပါလေဗုဒ္ဓစာပေကိုဖတ်တဲ့အခါမှာလူသားအလုံးဒန်းတူဖြစ်ကြောင်းမြင့်မြတ်ခြင်းယုံမြင့်ခြင်းဟူသည်မှာမျိုးရိုးနဲ့မဆိုင်မီအကျင့်သိက္ခာနဲ့ဆိုင်ကြောင်းသီလသမာဓိပညာတို့နဲ့ပြည့်စုံရင်ဘေးဘာသာဝင်ပေဖြစ်ဖြစ်ဘေးလူမျိုးပေဖြစ်ဖြစ်မြင့်မြတ်တဲ့လူတစ်ယောက်ပင်ဖြစ်ကြောင်းတို့ကိုလေ့လာတွေ့ရှိခဲ့ပါတော့တယ်မြတ်ဗုဒ္ဓသည်လူသားတဦးသာအဲ့ဒီလိုလေ့လာပြီးတဲ့နောက် မြေပုံနာနဲ့ပတ်သက်ပြီးသူပေးလိုက်တဲ့မှတ်ချက်ကမှတ်သားဖွယ်အတိပါမီယိုဖလာဟိန္ဒူဗုဒ္ဓဘာသာဝင်တယောက်ရဲ့အမြင်ဖြစ်နေတဲ့အတွက်သူ့ရဲ့နှိုင်းချင်မှုကပို၍ထိမိလှပါတယ်အခြားသောဘာသာရေးခေါင်းဆောင်များထက်မြေပုံနာရဲ့ထူးခြားချက်တစ်ခုမှာ လူသားထက်သာလွန်တဲ့တကုရှင်ပုဂ္ဂိုလ်အဖြစ်ကိုကိုကိုတိတ်တိမတင်ပေလူသားတဦးသာဖြစ်ကြောင်းမိကြားတော်မူခြင်းပဲဖြစ်ပါတယ်ယေရှုခရစ်ဟာသူ့ကိုယ်သူထာဝရဘုရားရဲ့ကိုယ်စလေးလို့တရားဝင်ကြေညာထားပါတယ် တမန်တော်မိုဟာမက်ကလေသူဟာဖျားသခင်ရဲ့နောက်ဆုံးတမန်တော်ဖြစ်ပါလေလို့ယုံကြည်မှုအပြည့်ဖြင့်ပြောကြားခဲ့ပါတယ်ခရစ်စနာကတော့သူဟာဖျားအလုံးရဲ့ဖျားဖြစ်ကြောင်းအတိအလင်းကြီးညာခဲ့ပါတယ်မြတ်ဗုဒ္ဓဟာသူ့ကိုယ်သူဖျားကိုယ်စလီတော်ဟူ၍၎င်းဖျားတမန်တော်ဟူ၍မပြောခဲ့ပါဘူးလူသားကနေမွေးဖွားလာပြီးလူတယောက်လိုအသက်ရှင်နေထိုင်တဲ့ပုဂ္ဂိုလ်သားဖြစ်ကြောင်းကို၎င်းလောကသားတော်အားအတိဉာဏ်ပညာပေးဝေနေတဲ့ပုဂ္ဂိုလ်ဖြစ်ကြောင်းကို၎င်း မိကြတော်မူခဲ့ပါတယ်ဒီစကားလုံးတွေကပဲကျွန်ုပ်ရဲ့နှလုံးသားကိုဖန်ဆားလိုက်ပါတယ်ဟိန္ဒူဘာသာကို စွန့်ပြီးထွန်းနာသူဟာခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုရှားလိုက်ပါတော့တယ်မြင့်မြတ်တဲ့လူသားကျင့်စဉ်ဟာဗုဒ္ဓစာပေမှာသာရှိတယ်ဒါကြောင့်ငါတို့မျိုးတွေအားလုံးဗုဒ္ဓတရားကိုကျင့်သုံးသင့်တယ်ဒီတော့ဗုဒ္ဓဘာသာကိုပဲ ကိုးကွယ်မေးလို့ရဲရဲဝံဆုံးဖြတ်လိုက်ပါတော့တယ်ထို့ကြောင့်1935ခုနှစ်အောက်တိုဘာလ13ရက်နေ့မှာ ကျွန်ုပ်ဟာဟိန္ဒူတယောက်အနေနဲ့မွေးဖွားလာတယ်ဒါပေမဲ့ကျွန်ုပ်ဟာဟိန္ဒူတယောက်လို့သင်မှာမဟုတ်ပါဘူးဘာကြောင့်လဲကျွန်ုပ်နှလုံးသားထဲမှာမြင့်မြတ်တဲ့ဗုဒ္ဓတရားကြောင့်အာသစ်အင်သစ်တွေရရှိနေပြီဖြစ်လို့ပါပဲဒါကြောင့်ဒီအချိန်ကစပြီးကျွန်ုပ်ဟာဟိန္ဒူဘာသာကိုမျက်နှာလွှဲလိုက်ပါပြီလို့ကျင်းညာမောင်းခတ်လိုက်ပါတော့တယ်မိယိုဖလာကိုဝေလာတဲ့ဘာသာတရားကိုစွန့်ဖို့ဆိုတာတာမန်အသည့်တာမန်စိတ်တဲ့နဲ့မလို့ကူပါဘူးအတွေးခုကလေထက်မြက်ရမယ် အမှန်တရားကိုလေတက်တမျှတန်ဖိုးထားရမယ်တတိကလေးရှိရပါမယ်ဒေါက်တာအမေတကဟာထက်မြက်သူဖြစ်တဲ့အတွက်ဘိုးဘွားအစဉ်ဆက်ယုံကြည်ခဲ့တဲ့ဘာသာတရားကိုစွန့်လှန့်လိုက်ပါတော့တယ်ကြီးကြေခန္ဓာသည့်ဘာသာကူပြောင်းပွေထိုတဲ့င်းကြောင့်အခြားသောဘာသာဝင်များကသူတို့ဘာသာချင်းဝင်ဖို့ဒေါက်တာအမေတကကိုစီးယုံကြပါတော့တယ်ဆစ်ဘာသာကလေစီးယုံပါတယ်အစ္စလမ်ဘာသာနဲ့ခရစ်ယာန်ဘာသာတို့ကလေသူတို့ဘာသာချင်းကိုဝင်ဖို့အပြိုင်အဆိုင်ဆွေးဆောင်ကြပါတယ် တချို့ကငွေနဲ့ဆွေးဆောင်တယ်တချို့ကဂုံပကာသနာနဲ့ဆွေးဆောင်တယ်ဘလို့ပဲဆွေးဆောင်ဆွေးဆောင်သူစိတ်ကတော့ဗုဒ္ဓမှဗုဒ္ဓပါပဲသူ့ရဲ့နှလုံးသားထဲမှာဗုဒ္ဓတရားတို့ကခိုင်ခိုင်မာမာနေရာယူထားပြီးဖြစ်တဲ့အတွက်ဘာသာရေးဆရာတို့ရဲ့စီယုံမဟာတိတိရေသွန်ဖြစ်သွားကြပါတယ်ဗုဒ္ဓဘာသာဝင်တွေကတော့ဘလို့မှမစီယုံပါဘူးအဲ့ဒီလိုမစီယုံချင်းသည်ပင်စီယုံတယ်လို့ဖြစ်နေပါတယ်စစ်မှန်တဲ့ဓမ္မဟာငွေကြေးတနာ ဂုံပကန္တနာတို့ကိုအရေးပြုံဝင်စေနိုင်တယ်မဟုတ်လားဖျားလက်ထက်အနာကြီးယောဂဖြစ်တဲ့တုပ္ပဗုဒ္ဓကိုသတိရမိပါတယ်သူကိုတရားမင်းကဓမ္မကို အတ္တမလို့ပြောမေဆိုရင်ချွေးငွေရတနာပေးမေလို့ပြောလိုက်ပါတယ်ထို့အခါသူကတရားမင်းငါဟာဒနာဥစ္စာနွန်ပါပေမဲ့ငါမှာသူတော်ကောင်းတရားတွေရှိနေတဲ့အတွက်လူချမ်းသာပဲတင်ဘာစကားလာပြောတာလေအခုရှက်ရှင်းထွက်သွားလို့တရားမင်းကိုမောင်းထုတ်ခေးမှုပါတယ် အမှန်တရားနဲ့ဒနာဥစ္စာရှင်လာတဲ့အခါဒနာဥစ္စာဟာအမှန်တရားအောက်မှာအပြာဝဲရပါတယ်ဒေါက်တာအမေရိကဟာ1956ခုနှစ်အော်တိုဘာလ14ရက်နေ့မှာတော့သူ့ရဲ့နောက်လိမ်နောက်ပါ9သိန်းနဲ့အတူဗုဒ္ဓဘာသာဝင်အဖြစ်ခံယူခဲ့ကြပါတယ်ထိုသတင်းဟာကမ္ဘာအရေးရရှိသတင်းဌာနများကိုရိတ်ခတ်သွားပါတော့တယ် BBC မှာဗုဒ္ဓအကြောင်းဟောပြီး1956ခုနှစ်မေလ12ရက်နေ့မှာလန်ဒန်မြို့ BBC အတန်လွှင့်ဌာနမှာဗုဒ္ဓဘာသာကိုကျွန်တော်ဘာကြောင့်ကြည့်တယ်လဲဆိုတဲ့ခေါင်းစဉ်ဖြင့်သူ့အကြောင်းသူ့ရာဇဝင်ခင်းပြခဲ့ပါတယ်။အကြောင်းယုတ်တိခိုင်လုံစွာဖြင့်ဟောပြောထားတာဖြစ်တဲ့အတွက်ကြောင့်ဘာသာရေးလောကမှာအိုးအိုးတောင်းတဖြစ်သွားပါတော့တယ်။ဗုဒ္ဓဘာသာကိုကျွန်တော်ကဘာမှရှိသမျှဘာသာအလုံးထက်သဘောကျတယ်။အကြောင်းမှာအခြားဘေးဘာသာများမပေးနိုင်တဲ့အချက်၃ချက်ပေးနိုင်လို့ပဲဖြစ်ပါတယ်။သူ့ရဲ့ဟောပြောချက်ဟာရှင်းလင်းပါတယ်။ပြတ်သားပါတယ်။ အသိရှင်းလို့အပြိုးရှင်းရှင်းဖြစ်ပါလေဗုဒ္ဓတရားဟာအကြောင်းအကျိုးကိုဝေဖန်နိုင်စွမ်းရှိတဲ့ပညာကို သင်ပေးပါလေအဲ့ဒီပညာကြောင့်အယူသီးမှုကိုလေလက်မခံဘူးတဘာဝလွန်ယုံကြည်မှုကိုလေလက်မခံဘူးဒါကြောင့်ကျွန်ုပ်ဗုဒ္ဓတရားကိုနှစ်သက်ပါလေမှန်လိုက်သည့်ဖြစ်ရှင်မြတ်စွာဘုရားကပညာဇီဝိတမာဟုတစ်ထံပညာဖြင့်ရှင်သန်ခြင်းဟာညံ့လို့เสียအကောင်းဆုံးလို့မင်းကြားခဲ့တယ်မဟုတ်ပါလားသူကအချက်၃ချက်တည်းက ဒုတိယချက်ကိုဆက်ပြောပါတယ်ဗုဒ္ဓတရားဟာတနာကျင်နာတတ်တဲ့ကရုဏာတရားကိုလေသင်ပေးပါတယ်အဲ့ဒီကရုဏာကြောင့်ဒုက္ခရောက်နေသူများကိုကူညီတယ်အားငယ်နေသူများကို အားပေးတယ်မုန်းတီးရှင်နှိမ့်ချခြင်းကိုလက်မခံပါဘူးအလောင်းတော်သူမေတ္တာရှင်အသည့်ဖရာအဖြစ်စုပန်ခေးခြင်းဟာအဲ့ဒီကရုဏာတရားကြောင့်ပင်ဖြစ်ပါတယ်ထို့ကြောင့်လောကီငြိမ်းချမ်းဖို့အတွက်ကရုဏာတရားဟာမရှိမဖြစ်လိုအပ်လာပါတယ်သူကဆက်၍ပြောပါတယ် လူသားအလုံးဟာတန်းတူညီမျှဖြစ်ပါတယ်ဇက်နိဇက်မြင့်ဆိုတာမရှိပါဘူးလူသားချင်းတူပါလေရဲ့ဇက်နိဇက်မြင့်ခွဲခြားမှုကိုဆန့်ကျင်ရပါမယ်အဲ့ဒီလိုဆန့်ကျင်ခဲ့တဲ့ဘာသာရေးကောင်းဆောင်ဆိုတာတူပဲရှိပါတယ်သူကတော့မြတ်ဗုဒ္ဓပါပဲငိမ့်ချမ်းဖို့အတွက်တခုသေးသောဘာသာတရားဒါတာအမေတကဟာအရေးကောင်းသလိုအပြိုးလေးကောင်းလာပါတယ်ပိုင်ပိုင်နဲ့နဲ့ရေးတဲ့သလိုတိတိမိမိလေးပြောတတ်ပါတယ်ယနေ့ခေတ်ကြီးမှာအလိုအပ်ဆုံးက ဒီ၃ချက်ပါပဲပညာရေကရုဏာရေတန်းတူအခွင့်အရေးရေဒီ၃ချက်ဟန်ချက်ညီအောင်ဆောင်ရွက်နိုင်ရင်ကဘာကြီးဟာငြိမ်းချမ်းပါလိမ့်မယ်ဒီ၃ချက်မရှိလို့ရတော့ဘေးထာဝရဖရားမှကဘာကြီးကိုမကေတင်နိုင်ပါဘူးဒီအချက်၃ချက်ကကျွန်ုပ်ရဲ့စိတ်သက်ကိုဆွေးငင်သိမ့်ပိတ်လိုက်တဲ့အတွက်အခြားသောဘာသာများကို အလိုလိုလက်ချောင်သွားပါတော့တယ်ဘာသာတရားဆိုတာလူသားအတွက်ပဲဖြစ်ရမယ် လူသားဟာဘာသာတရားအတွက်မဖြစ်စေရဘူးမြတ်ဗုဒ္ဓတရားတွေဟာလူသားအတွက်ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်ုပ်ဟာလက်စပြားထိတ်မှမိုးလို့ဗုဒ္ဓံပူဇင်မင်းလို့ဥတ္တရခြင်းဖြစ်ပါတယ်လူဆုံးတော်မူသည် လုံနိုင်ခဲတဲ့အရာများကိုစွန်းစွန်းတမန်လုံနိုင်ဆုံးရှိကြပါပေတယ်ထို့ကြောင့်1996ခုနှစ်မေလ24ရက်နေ့မှာဘုံမေမြို့မှာကျင်းပတဲ့ဗုဒ္ဓဇယန်တိပွဲတော်အခမ်းအနားမှာလေဗုဒ္ဓဘာသာဝင်အဖြစ်တရားဝင်ကျင်ညာခဲ့ပါတယ် ထိုကြေညာချက်ဟာတနိုင်ငံလုံးဟောလေးတကြိုဖြစ်သွားခဲ့ပါတယ်။အဟောအစ္စရိယံဝတ္တ ONO ဖွေကောင်းလေစွာတကားပညာဆိုတာအကောင်းဆုံးလည်းနဲ့အတက်ပညာဆိုတာအများအကျိုးကိုသိပိုးလိုတဲ့ပုဂ္ဂိုလ်များအတွက်အစွန်းထက်တဲ့လက်နက်ကောင်းများပင်ဖြစ်ပါတယ်။လက်နက်ကောင်းလေတိတ်ပွေးအောင်လေပဲဖြစ်ပါတယ်။ထို့ကြောင့်အောင်မြင်မှုသူတို့ဖူကိုဆွတ်ခူးရှင်ကြသူများဟာပညာပြီးဟူသောလက်နက်ကိုများများစုဆောင်းဖို့လိုအပ်လာပါတယ်။ ထို့ကြောင့်ဒေါက်တာအမေရကဟာတိုင်းပြည်နဲ့လူမျိုးအတွက်ရည်ရွယ်ချက်ကြီးကြီးမားမားထားရှိတဲ့အတွက်ပညာရေးကိုဇောက်ရှာ၍ကြိုးစားခဲ့ပါတယ်။သူ့ရဲ့ကြိုးစားမှုကြောင့်တက္ကသိုလ်အသီးသီးမှပညာသင်စရိတ်များရရှိခဲ့ပါတယ်။ထို့ပညာသင်စရိတ်များဖြင့်တက္ကသိုလ်အသီးသီးမှဆက်လက်၍ပညာသင်ယူလျာစီးပွားရေးဆိုင်ရာဘွေ့နိုင်ငံရေးဆိုင်ရာဘွေ့ဥပဒေဆိုင်ရာဘွေ့တို့ကိုရရှိခဲ့ပါတယ်။ပညာဖြင့်မယောင်းရင်းနိုင်တဲ့ပုဂ္ဂိုလ်ဟုဆိုရမှာဖြစ်ပါတယ်။တတိပညာမနေတာ တရက်သူထံကို အမှုန်တွေးကြီးတစ်ခုလာရောက်အနှံပါလေထို အမှုန်တွေးကြီးက ထင်ကရခေါင်းဆောင်၃ဦးတို့မှစွေးချက်တင်ထားတဲ့တကိအရေးကြီးတဲ့အမှုန်တွေးကြီးပဲဖြစ်ပါလေဒေါက်တာအမေတကဟာတက်သည့်ပညာမနေသားရကထိုအမှုန်တွေးကြီးကိုလက်ခံလိုက်ပါလေထိုအမှုန်တွေးကြီးရဲ့တရလုံးချင်းတွေကလေနေနေရရပုံကောမဟုတ်ပါဘူးဖွန်နာမှာနာမည်ကျော်ရှင်းနေကြီး LB ဘောပါတကဖြစ်ပါလေရှင်းနေလောကမှာမတည်သူမရှိတဲ့ရှင်းနေကြီးဖြစ်ပါလေ သူဟာအမှုန့်တွေကြီးကိုလက်ခံပြီးနောက်အမှုန့်နဲ့သက်ဆိုင်တဲ့လုံထုံးလုံးကြီးများအချက်အလက်များကိုစုဆောင်းကာခိုင်လုံတဲ့အကြောင်းပြချက်ဖြင့်ရေးရေဝုံဝုံတင်ပြလိုက်ပါတယ်ထို့ကြောင့်1926ခုနှစ်မှာသူ့ရဲ့နာမည်ကြီးအမှုန့်တွေကြီးဟာအောင်မြင်သွားပါတယ်ထို့တဲ့င်းဟာတနိုင်ငံလုံးတဟုန်ထုံးနာမည်ကြီးသွားပါတယ်ပညာရေးရင်ပွေးလေတင်သွားခြင်းပင်ဖြစ်ပါတယ်မင်းခင်ရဲ့အနှုတ်ရည်ဟာမင်းခင်အတွက်မဟုတ်သားသမီးများအတွက်သာဖြစ် ထို့နည်းတူစွာဒေါက်တာအမေရိကရဲ့အောင်မြင်မှုဟာသူ့အတွက်သာမဟုတ်ဇက်နီလူတန်းစားတရက်လုံးအတွက်ဖြစ်ပါတယ်။ဘာကြောင့်လဲ?ထိုအောင်မြင်မှုကနေသူ့ရဲ့အစွန်အစများသူ့ရဲ့လှုပ်ဆောင်ချက်များအဆင့်ဆင့်ပိုထွက်လာတဲ့အတွက်ကြောင့်ပင်ဖြစ်ပါတယ်။ထို့ကြောင့်သူ့ရဲ့တမိုင်းကို အများအတွက်အလှပဆုံးဖြစ်အောင်ရေးနိုင်တဲ့လူဆုံးကောင်းကြီးပင်ဖြစ်ပါတယ်။အသင်းတစ်ခုဖွစ်စီ အလုပ်တစ်ခုအောင်မြင်ဖို့အတွက်တယောက်အားနည်းမရစူပေါင်းအားနည်းမှရတာပါ။ဘာသာရေးပဲဖြစ်ဖြစ် လူမုန်းရေးပဲဖြစ်ဖြစ်နိုင်ငံရေးပဲဖြစ်ဖြစ်ဘေးအရေးကိစ္စမဆို အောင်မြင်မှုရရှိဖို့အတွက်တရောက်အားနဲ့မရပါဘူးထို့ကြောင့်တန်းပြေအသီးသီးနေပြည်အသီးသီးမှာအသင်းအဖွဲ့များပိုပေါက်လာခြင်းဖြစ်ပါတယ်နိုင်ငံရေးလောကမှာပါတီဆိုချင်းသည်ပင် အသင်းအဖွဲ့ဖြစ်သည်မဟုတ်ပါလောဒီသဘောတရားကိုရိပ်ဆားမိတဲ့ဒေါက်တာအမေတကာဟာသူ့ရဲ့ရည်မှန်းချက်အောင်မြင်ဖို့အတွက်အသင်းတစ်ခုဖွဲ့စည်းလိုက်ပါတယ်အသင်းရဲ့ရည်ရွယ်ချက်မှာဇယ်နီလူဒန်းစားနဲ့ နင်းပြလူတန်းစားတို့ကိုကုញင်စောင့်ရှောက်ပြီးအမြေတော်မြှောက်ပေးဖို့ပဲဖြစ်ပါတယ်ဒါတာအံပေတကာကွေလွန်ချင်းဒါတာအံပေတကာဟာ1956ခုနှစ်ဒီဇင်ဘာလ6ရက်နေ့မှာနယူးဒေလီမြို့ရှိသူ့ရဲ့နေအိမ်မှာပဲစီရှိုယောဂပါဝင်ကျမ်းမာရေးပြဿနာများကြောင့်ကွေလွန်အနှိမ့်စာရောက်ခဲ့ပါတယ်သူဟာကွေလွန်တဲ့အချိန်အထိ မကောင်းမှုဆောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဆိုတဲ့အတိုင်းဗုဒ္ဓရဲ့တရားတော်တွေကို ပတ်ဆုံးထိတိုင်လိမ့်နာကျင့်သုံးခဲ့တဲ့သူတယောက်ဖြစ်ပါကြောင်းတင်ပြလိုက်ပါရယ်အဆုံးထိနားဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ထပ်တင်သမျှကိုဆက်လက်နားဆင်နိုင်ရန် YouTube channel လေးကိုလည်း subscribe လုပ်ထားနိုင်ပါတယ်ဗျ